ဇလန်းစားမှာတော့ကောင်းတင်းတယောက်ဟာကောင်းမောင်းရင်နေရာတစ်ခုကိုတွားရောက်နေကြပါတယ်။အဲနောက်တနေ့ရကိုရောက်တဲ့ချိန်မှာတော့ကားကိုရန်နာလိုက်ပါတယ်။သူတို့ဟာအဆောက်အုံတစ်ခုကိုဝင်ရောက်လာခဲ့ပြီးပုံစံအရတော့ခြေစက်လဝေးပွဲတွေကိုကျင်းပတဲ့နေရာတစ်ခုနဲ့ဆင်တူပါတယ်။လူကောင်းကြီးကြီးနဲ့တယောက်ကတော့ဒိမီယန်ဒိန်းလို့အမည်ခေါ်တွင်ပြီးဘေးနာကတယောက်ကတော့ခရီးပဲဖြစ်ပါတယ်။ဒိန်းကတော့နမယလဝေးသမားတယောက်ဖြစ်ပြီးခြေစက်လောကမှာလည်းနမယတစ်ခုရနေခဲ့ပါတယ်။အဲနောက်ခုနကကလေးအားဒိန်းဘက်ကနေပြီးတော့လောင်းကြီးတစ်ခုလောင်းလိုက်ပါတယ်။ကျိုးဝိုင်းတဲ့ကိုဒိန်းနဲ့ဘေဖောင်တို့ဝင်ရောက်လာကြပါတယ်။အဲနောက်တငယ်ချင်းဒိန်းနဲ့ပြိုင်ဘက်ဘေဖောင်တို့ ှင်းပြန်ထိုးသက်ကြပါတယ်။အစာပိုင်းမှာတော့ဘေဖောင်းရဲ့ထိုးချက်တွေကိုတိတိကျကျရောခန်းစားနေရပါတယ်။ဘေဖောင်းရဲ့လက်သေးချက်တွေကိုရှောင်းတိတ်ထားဖို့ဘေးကတငယ်ချင်းကအော်ပြောနေပါတယ်။ဒိန်းဟာပြိုင်ဘက်ကိုပိုက်ပြီးတော့သူ့တငယ်ချင်းကိုမြင်ကြည့်လိုက်တော့လို့ငါအဆုံးတတ်တော့မယ်လို့ဒိန်းကပြောလိုက်ပါတယ်။အဲနောက်ဘေဖောင်းရဲ့တံပြန်ထိုးချက်တွေကိုရှောင်းတိတ်ကလက်သေးပြေးတဲ့ချက်ထိုးထည့်လိုက်ပါတော့တယ်။ဒိန်းဟာအနိုင်ရရှိသွားခဲ့ပြီးသူ့တငယ်ချင်းနဲ့အတူအောက်ဘွဲခံနေကြပါတယ်။အဲနောက်သူတို့နှစ်ယောက်ဟာပြန်ဘွဲကနေပြန်လာကြပါတယ်။ ခရီးကမင်းထိုးချက်အရမ်းမိုက်တာပဲဟိုကောက်ပြန်အောင်လို့မလာတော့ဘူးဆိုပြီးဒိန်ကိုပြောနေခဲ့ပါတယ်ဒိန်ကငါနိုင်ငံအဆင့်ပရိုကစားသမားဖြစ်အောင်ကြိုးစားခြင်းနဲ့မင်းကိုလည်းငါနဲ့အတူတူရှိစေခြင်းနဲ့ဆိုပြီးခရီးကိုပြောနေခဲ့ပါတယ်သူတို့နှစ်ယောက်ဟာစူပါမားကတ်တစ်ခုထဲကိုဝင်ရောက်လာခဲ့ပါတယ်ခရီးကစူပါမားကတ်ထဲကိုဝင်လာတော့လူကြီးတယောက်ကိုတွေ့တော့သူ့နာမည်ကိုခေါ်လိုက်ပြီးငါ့ကိုမှတ်မိလားဆိုပြီးကြောင်းရင်မရှိပဲထိုးနှက်နေပါတော့တယ်လက်ရှိမှာတော့ခရီးကအရင်တစ်ခေါက်ထိုးတက်ခဲ့ဘူးတဲ့ကော်လန်ဆိုတဲ့သူနဲ့ထိုးတက်နေပါတယ်ဒီပွဲဟာခရီးရဲ့နောက်ဆုံးစင်ကောပွဲဖြစ်ပြီး ဒီပွဲပြီးရင်လက်ဝိလောကကနေအနားယူတော့မှာပဲဖြစ်ပါတယ်ခရစ်တရားလက်ဝိလောကကနေအရှုံးနဲ့ထွက်ခွာသွားမလား အနိုင်ပိုင်းကထောက်ခါသားမလားဆိုတာကိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ကော်လန်ဟာခရီးကိုလက်သေးသွဲလုံးနေနဲ့ထိုးတက်နေပါတယ်။ကော်လန်ကမင်းမပြောင်းလဲပါဘူး။မင်းကအရင်တော့ငါခရီးပါပဲဆိုပြီးပြောနေပါတယ်။ခရီးဟာအကျိုးစားထိုးသက်တော်လဲကော်လန်ရဲ့ထိုးနှက်မှုကိုပဲခံနေရပါတယ်။ကော်လန်ရဲ့လက်သေးချက်တွေဟာမြန်ဆန်လွန်းတာကြောင့်ခရီးတရားမနှဲရှောင်တိတ်နေရပါတယ်။ကော်လန်ဟာခရီးကိုတိုက်စစ်ဆင်နေစေဖြစ်ပြီးခရီးရှောင်တိတ်လိုက်ချိန်ကော်လန်ရဲ့ဝမ်းပိုက်ပိုင်းကိုတတိသားစောက်ကြည့်နေပါတယ်။ ခရီးကတော့ကော်လန်ရဲ့လက်သေးချက်တွေကိုမတုံ့ပြန်နိုင်သေးပဲကော်လန်ရဲ့ထိုးချက်တွေကိုပဲကာကွယ်နေရပါတယ်။သူဟာကော်လန်ရဲ့ဟာကွက်ကိုတတိတဆောင်ကြည့်နေခဲ့ပါတယ်။ပထမအချီပြီးသွားပါပြီ။ခရီးကပြောနေခဲ့ပြီးနီးပြကမင်းဒီလောက်ထိုးကန်ထားတာပြောနေနိုင်သေးတယ်ဆိုတော့ခရီးကဆုံးသက်ပြီဆိုပြီးပြောကရည်နေခဲ့ပါတယ်။သူမိမကလည်းကစားနေတာရက်ပြီးမြန်မြန်ဆုံးသက်လိုက်တော့လို့ပြောနေခဲ့ပါတယ်။အဲနောက်ဒုတိယအချီကိုရှင်ပြိုင်ထိုးတတ်ကြပါတယ်။ခရီးကပထမအချီနဲ့မတူတော့ပဲကော်လန်ကိုဦးစွာတိုက်စစ်ဆင်ပါတယ်။အဲနောက်ခရီးကညိတ်သက်သွားခဲ့ပြီးကော်လန်ရဲ့ညာလက်သေးတစ်ချက်ဝင်လာတယ် ဲ့ရှောင်းတင်းလိုက်ကညာဘက်1ဘိုက်ကိုတစ်ချက်ဘယ်လက်သီးကိုလည်းရှောင်းတင်းလိုက်ကဘယ်ဘက်1ဘိုက်ကိုတစ်ချက်အဲနောက်မျက်နှာကိုတစ်ချက်ထိုးသွင်းကညာ1ဘိုက်ကိုတစ်ချက်ထိုးတက်လိုက်တဲ့အချိန်မှာတော့ကော်လံဟာမောက်ကျသွားပါတော့တယ်အဲနောက်မှာတော့ဒိုင်လူကြီးဟာကော်လံကိုအမတ်စင်ရေးပါတယ်အမတ်စင်30ပြည့်တဲ့အထိကော်လံဟာထမလာနိုင်တော့တဲ့အတွက်ခရီးတယောက်အနိုင်ရရှိသွားပါတော့တယ်သူ့နောက်ဆုံးလက်ဝေပွဲကိုအောင်မြင်စွာထိုးသက်နိုင်ခဲ့ပါပြီသူဟာချန်ပီယံကပတ်ကိုထိမ့်သိမ်းသွားနိုင်ကလက်ဝေလောကကနေအနိုင်ပိုင်းကအနိုင်ယူသွားပါတော့တယ်လက်ဝေလောကကနေအနိုင်ယူပြီးတဲ့နောက်ခရီးယာမိသားစုနဲ့အေဂျင့်စွာ နေထိုင်နေပါတယ်သူသမီးအမေရာဟာစွန့်အားနာမကျလေးတစ်ယောက်ဖြစ်တာကြောင့်လက်ဟန်ချေရန်နဲ့စကားပြောရပါတယ်အခုလည်းသူသမီးလေးကကစားဖို့အဖော်လိုတယ်လို့ဆိုတာကြောင့်ပေးဟာသူသမီးလေးနဲ့အတူဆော့ပေးနေရပါတယ်နောက်တနေ့မှာတော့ခရီးဟာသူ့ရဲ့လဝိကလပ်ကိုသွားရောက်ခဲ့ပါတယ်သူဟာတတိဆလူငယ်တွေကိုပြိုးထောင်ပေးနေခဲ့ပါတယ်အခုထိုးတတ်နေတဲ့သူကတော့ဖီလစ်ဖြစ်ပါတယ်ဖီလစ်ဟာသူ့ထိုးဘက်တွေဟာညံပြင်းလို့နာကြောင့်စိတ်ပြက်နေခဲ့ပြီးသူနဲ့လေ့ကျင့်ဖို့လူအစ်စ်ကိုရှာပေးဖို့ပြောနေပါတယ်သူဟာမကြခင်ခရီးထိုးတတ်ခဲ့ဘူးတဲ့ပေတာနဲ့ရှင်မြန်ထိုးတတ်ရမှာပဲဖြစ်ပါတယ်ခရီးဟာအစိမ းမကြေမနက်ဖြစ်နေတယ်သူတပည့်ဖီလစ်ကိုတပတ်လူကိုအနိုင်ယူဖို့အင်အားထက်ထိရောက်ဖို့စီးကြမှန်မှုကအရေးကြီးကြောင်းဖီလစ်ကိုပြောပြပေးနေပါတယ်အဲနောက်ခရီးဖုံပြောရင်အပြင်ကိုထွက်လာခဲ့ပါတယ်သူဖုံပြောနေတော့လူတယောက်ဟာသူ့ကားကိုမှီပြီးရက်နေတာကြောင့်သူဟာကားစီကိုတွားရောက်ပြီးသူ့ကားနာကနေဖယ်ပေးဖို့တပတ်လူကိုပြောလိုက်ပါတယ်တပတ်လူကမင်းကားကိုမမှတ်မိဘူးလားဆိုပြီးပြောလိုက်တော့ခရီးဟာသူ့ကိုတေချာကြည့်လိုက်တဲ့အခါသူ့ရဲ့ငတ်တကယ်ချင်းဟောင်းကြီးဒေမီယန်ဒိန်းပြင်နေခဲ့ပါတယ်အဲနောက်သူတို့နှစ်ယောက်စားတော့ဆိုင်ကိုတွားရောက်ခဲ့ပါတယ်ဒိန်းဟာထောင်းထဲမှာစားတော့ကောင်းကောင်းမစားရတာ ါကြောင့်ခရီးမပေးတဲ့စားစရာတွေကိုအားရပါးရစားနေရပါတယ်။တင်းဟာအရင်တုန်းကလက်ဝတ်ထိုးခဲ့ဘူးတာကြောင့်လက်ဝတ်ကြိုးဝိုင်းတွေကိုပြန်ဝင်ကျင်ကြောင်းခရီးကိုပြောတဲ့အခါခရီးကသူ့ရဲ့လက်ဝတ်ကလပ်ကိုလာရောက်လေ့ကျင့်လို့ရပါတယ်လို့ပြောလိုက်ပါတယ်။ခရီးရဲ့စကားကြောင့်တင်းဟာအလွန်ဝမ်းသာသားခဲ့ပါတယ်။ခရီးဟာညစာစားပြီးပြန်လာတဲ့အချိန်မှာတော့ သူငယ်ငယ်တုန်းကဖြစ်ခဲ့တာတွေကိုပြန်မြင်အောင်နေခဲ့ပါတယ်နောက်တနေ့မှာတော့ဒိန်းဟာလက်ဝဲယုံမှာလာရောက်လေ့ကျင့်နေခဲ့ပါတယ်အဲ့ဒါကိုသူဦးလေးချူးကတပေါ်မကြဖြစ်နေကခရီးကိုငါတို့ကပရာဟိတာလုံးနေတာမဟုတ်ဘူးဆိုပြီးပြောပါတယ်ခရီးကသူတပည့်ဖီလစ်ကလေ့ကျင့်ဖို့လူလိုနေတယ်ဖီလစ်နဲ့လေ့ကျင့်ဖို့ဒိန်းကတင်းတော့ပါတယ်လို့သူဦးလေးကိုပြောနေပါတယ်အဲ့နောက်ခရီးဟာသူတငယ်ချင်းကိုခေါ်လိုက်ပြီးဖီလစ်ကိုလေ့ကျင့်ဖို့အဖြစ်တွဲထိုးစေပါတယ်ညရောက်တဲ့အချိန်မှာတော့ဒိန်းဟာခရီးတို့မိသားစုကိုလာရောက်တွေ့ဆုံပါတယ်အဲ့နောက်သူတို့ဟာဝိုင်းဖွဲ့ကစကားပြောကြပါတယ်ဒိန်းဟာခရီး းကိုမင်းလက်ဝိတ်ထိုးပြီးတိုင်ရင်တလုံးနဲ့နာမည်ကြီးအဆိုတော်ကိုပါလက်ထပ်နိုင်ခဲ့တာပဲဆိုကမြောက်ပြပြောနေပါတော့တယ်။အဲနောက်တန်းဟာခရီးရဲ့အင်ကိုရှောက်ပတ်ကြည့်ရင်ခရီးရဲ့ချန်ပီယံကပတ်တွေကိုငေးကြည့်နေကငါလည်းကပတ်လူွယ်ထိုးခြင်းနဲ့ဆိုပြီးတန်းကပြောလိုက်ပါတယ်။ ကလေးကငါမင်းကိုချက်ချင်းပွဲစီစဉ်ပေးဖို့မဖြစ်နိုင်ကြအောင်အရန်မလောပါနဲ့အိုးဆိုပြီးဒင်းကိုပြောတော့ဒင်းကငါလည်းအရင်တော့ကနာမည်ကြီးတယောက်ပါပဲမင်းကငါလက်ရည်ကိုမယုံနာလားဆိုပြီးကလေးကိုပြောလိုက်ပါတယ်ဒင်းကငါအရင်တော့ကမှတ်ခဲ့တဲ့အိမ်မက်တွေကိုအကောင့်ထည့်ပေါ်ခြင်းနဲ့မင်းကူညီနိုင်ပါတယ်ကွာဆိုပြီးကလေးကိုတောင်းဆိုလိုက်ပါတော့တယ်ကလေးကတော့တစိုးတရားကိုစိုးရိမ်နေတဲ့ပုံစံပေါက်နေပါတယ်နောက်တစ်နေ့မှာတော့ဒင်းဟာ feeling နဲ့အတူလေ့ကျင့်ထိုးသက်နေပါတယ် ပိလိဟာဒိန်းကိုသွဲလုံးလက်သီးတွေကိုပြစ်သွင်းနေပါတယ်။နိပြချုကလည်းငါ့ကိုလာမကြည့်နဲ့။ကိုအားကိုကိုဆိုပြီးဒိန်းကိုပြောလိုက်ပါတယ်။ဒိန်းဟာလည်းအနှဲငယ်တင်းသွားပြီးအတီပေါက်ထိုးသက်ပါတော့တယ်။အဲနောက်ဖိလိဟာဒိန်းကိုလက်သီးချက်တွေထိုးသွင်းနေကဒိန်းကဖိလိရဲ့လက်သီးချက်ကိုဆွဲချုပ်ထားလိုက်ပြီးသူ့ရဲ့လက်မောင်းအစ်စ်ကိုထိုးချလိုက်ပါတယ်။ထိုးချက်ကညစ်တိညစ်ပတ်နိုင်တာကြောင့်ဖိလိကဒိန်းကိုမင်းကကိုတန်ရာရအောင်လုပ်နေတာလားမေးတော့ဒိန်းကမင်းကလူပြော်လေးပါကွာလို့ပြောလိုက်တော့နှစ်ယောက်သားရန်ထားပြကြပါတော့တယ်။ ူတို့နဲ့ရောယုံရင်းဆန်ကန်ဖြစ်နေကြတော့ခရီးတယောက်ဆင်းလာခဲ့ပြီးခရီးကသူ့တငယ်ချင်းကိုထိန်းလိုက်ခါငါအကောင်ဆိတ်လျှော့အောင်အပြင်ထွက်ပြီးလေလေးပါလေးရှူလိုက်အောင်လို့ပြောလိုက်ပါတယ်။နီးပြချူကခရီးကိုမင်းငါသူ့ကိုလေ့ကျင့်ခွင့်နဲ့ပါလို့ခေါ်လာတာလေ။ခုတော့ဒီကောင်ကြောက်ကြွားကြောက်ကြွားလုံနေပြီနော်။သူ့ရဲ့ဇယိုက်အမှန်ကိုမင်းကိုပြနေပြီပြောတော့ခရီးကကျွန်တော်ဖြစ်ရှင်းပေးပါမယ်လို့ပြောနေခဲ့ပါတယ်။နောက်တနေ့မှာတော့ခရီးတို့ဇနီးမောင်နှံဟာပါတီပွဲကျင်းပနေကြပါတယ်။ခရီးတို့ရဲ့ပါတီပွဲကိုဒိန်းတယောက်လည်းတက်ရောက်ခဲ့ပါတယ်။ဒိန်းနဲ့ခရီးတို့ဟာအပြန်အလှန်စကားပြောနေကြပါတယ်။ခရီးက ာဒင်းကိုငါပါတီမှာလွတ်လွတ်လပ်လပ်နဲ့အေးစေးပြောပါပါတို့ပြောနေခဲ့ပါတယ်။အဲနောက်ကရီတိုရဲ့ပါတီပွဲကိုပေတာတရောရောက်လာခဲ့ပါတယ်။ကရီကသူ့တပတ်ဖီလင်းနဲ့ပေတာတို့ရဲ့ပွဲကိုကြီးကြပ်ခမ်းနားအောင်ကျင်းပမိအကြောင်းသူ့တငငယ်ချင်းတင်းကိုပြောပြနေပါတယ်။အဲနောက်ကရီကဒင်းကိုပြောလိုက်အောင်လို့ဆိုက ပေတာပီလီတိုနဲ့ပွဲအကြောင်းသွားဆွေးနွေးနေပါတယ်။အဲနောက်ဒင်းဟာဘီယန်ကာစီကိုတွားရောက်စကားပြောခဲ့ပါတယ်။ဒင်းဟာဘီယန်ကာကိုတချင်းနေဆက်မဆိုးတော့ဘူးလားလို့မေးတော့ ။ပီယန်ကာကငါနာကတိတ်ဆင်မပြေသေးလို့တခြင်းဆိုတာကိုနားထားပါလေလို့ပြောပါတယ်။ပီယန်ကာကတိန်မလို့ထောင်ကြခဲ့တာလဲမေးတော့တိန်ကငငယ်တုန်းကရံပွဲရောက်မှလို့ပြောပါတယ်။ခရီးကသူတို့ကိုနှိမ့်ဆက်ခဲ့တဲ့လီယွန်ကိုပြန်တွေ့တော့ဒေါသမထိန်နိုင်ပဲထိုးသက်ခဲ့တယ်။ခရီးအထူးကန်နေရတော့ဒိန်းကဝင်လာခဲ့တယ်။အဲ့အချိန်ရဲတွေရောက်လာတော့သူ့လက်ထဲမှာလည်းတနက်ခိုင်ထားတော့သူ့ကိုဖမ်းခဲ့တယ်။ အရင်ပြစ်မှုတွေလည်းရှိတာကြောင့်ထောင်ထဲမှာတော်တော်ကြကြနေလိုက်ရတယ်။ကျန်တာကိုတော့ငါမပြောသင့်လို့ခရီးကိုကိုတိုင်မေးကြည့်လိုက်ပါလို့ပီယန်ကာကိုပြောလိုက်ပါတယ်။အဲအချိန်ခရီးတို့ရဲ့ပါတီမှာရုံရင်းဆန်ကန်ထားပြကြပါတယ်။လူးဝစ်ကာမီနိုဆိုသူဟာဖေတာကိုပလင်းကြီးဒုံးနဲ့ဝင်ရိုက်တာကြောင့်ဖေတာဟာလက်ကျိုးသွားခဲ့ပါတယ်။နောက်တလားနေရင်ထိုးပွဲထိုးရတော့မဲ့ဖေတာဟာလက်ကျိုးသွားခဲ့တာကြောင့်ပွဲစီစဉ်သူခရီးတယောက်ကတော့တိုက်ပတ်နေခဲ့ပါတယ်။ကရီယာဖီလီယံမေကိုပွဲကိုမဖြစ်ဖြစ်အောင်လုပ်မဲ့အကြောင်းရှင်းပြနေတော့တတင်းမှာကတော့ပီတာဟာလက်တန်ရံနဲ့ဦးကောင်းတန်ရံကြောင့်စိန်ခေါ် ခေါ်ပွဲကိုဖျက်သိမ်းရတော့မယ့်အကြောင်းကြေညာနေပါတယ်ဒီပွဲဟာသူတို့အတွက်ပစ်ဆံအကြီးကြီးရမယ့်ပွဲဖြစ်တာကြောင့်ပွဲကိုလက်မလွတ်ချင်ကြပါဘူးခရီးကဒီပွဲကိုမပြတ်စေရပါဘူးမဖြစ်ဖြစ်အောင်စီစဉ်ပါမယ်လို့ပြောပါတယ်ဖီလစ်ဟာပီတာကိုသာထိုးသက်ချင်နေပါတယ်ဘာကြောင့်ဆိုပီတာဟာနာမည်ကြီးတစ်ယောက်ဖြစ်တာကြောင့်သူ့ကိုအနိုင်ယူနိုင်ရင်ပတ်ဆံများများရရှိနိုင်မှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်မှအကြံစီပါတယ်လို့ခရီးကပြောပါတယ် သူဟာသူ့တငယ်ချင်းဒိန်းနဲ့ဖီလစ်ကိုပွဲတဲ့ပေးဖို့ပြောလိုက်ပါတယ်။မင်းပြချူကတော့ဒိန်းဟာလက်ဝဲသမားမဆန်မဲ့လူမိုင်းစရိုက်ဆန်တာကြောင့်သဘောမကျကြောင်းပြောပါတယ်။ဖီလစ်ရဲ့အမေကဒိန်းနဲ့ဖီလစ်တို့မှန်ဆိုလူတွေလာကြည့်ပါမလားလို့ခရီးကိုမေးပါတယ်။ ခရီးကလူသစ်တွေကိုနေရာပေးတာပရိသတ်တွေသဘောကျမှာပါဆိုပြီးပြောလိုက်ပါတယ်ခရီးကဒိန်းနဲ့ထိုးဖို့အဆင်ပြေလားလို့ဖီလစ်ကိုမေးတော့ဖီလစ်ကလည်းသဘောတူခဲ့ပါတယ်ဖီလစ်ကခမည်းတော်တာကိုနာဖို့ပြင်ထားဖို့ပြောလိုက်ပါလို့ခရီးကိုပြောလိုက်ပါတယ်ခရီးကမင်းလည်းအကောင်းဆုံးလေ့ကျင့်ပါလို့ပြောလိုက်ပါတယ်ပွဲမတိုင်ခင်တင်းစားရှင်းလင်းပွဲမှာတော့ခရီးကကျွန်တော်ခေကုံသွားပါပြီဖီလစ်ကအကောင်းဆုံးမျိုးဆက်တစ်ယောက်ပါပဲလို့ချီးမွမ်းပြောဆိုနေပါတယ် တိမ်မက်မှာလည်းကျွန်တော်ကထောင်ထဲမှာ20လောက်နေခဲ့ရပါတယ်ကျွန်တော်ငငယ်တုန်းကပျော်တမ်းပွဲတွေမှာချန်ပီယံတစ်ယောက်ဖြစ်ပါတယ်လက်ဝဲမထိုးရတာကြာပြီဆိုပေမဲ့လည်းအခုလိုအခွင့်အရေးရတော့အကောင်းဆုံးရှင်းပြန်သွားပါမယ်လို့ပြောနေခဲ့ပါတယ်ဖီလစ်နဲ့ဒိန်းတို့ရဲ့ပွဲဟာဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာကိုတော့စိတ်ဝင်စားပွဲစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်လက်ဝဲပွဲကျင်းပမယ့်နေ့ကိုရောက်ရှိလာခဲ့ပါပြီခရီးတို့ဇနီးမောင်နှံဟာလည်းလက်ဝဲပွဲကိုရောက်ရှိလာခဲ့ပါတယ်အဲနောက်ခရီးဟာဖီလစ်နဲ့တွားရောက်တွေ့ဆုံခဲ့ပြီးနောက်ဒိန်းစီကိုတွားရောက်ခဲ့ပါတယ် တဲဟာပွဲထုတ်ခွင့်ပေးတဲ့အတွက်ခရီးကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါဗါးခရီးကငါကိုကျေးဇူးတင်စရာမလိုကြောင်းနဲ့မင်းသားအကောင်းဆုံးကြိုးစားထိုးသက်ပါလို့ပြောလိုက်ပါတယ်ခရီးဟာတဲကိုစိတ်ထဲမတင်မကြားဖြစ်နေခဲ့ပါတယ်အဲနောက်ကျိုးဝိုင်းတဲ့ကိုတဲတရားဝင်ရောက်လာခဲ့ပါတယ်သူ့ကိုရှင်ပြန်မဲ့ဖီလစ်ကလည်းချန်ပီယံကပတ်ကိုကင်မြောက်ကဝင်ရောက်လာခဲ့ပါတယ်ခရီးကလည်းသူ့တပည့်ဖီလစ်ကိုအားပေးနေခဲ့ပါတယ်ဖီလစ်ကျိုးဝိုင်းတဲ့ကိုဝင်ရောက်လာခဲ့ပါပြီ ခရီးရဲ့အမေကလည်းဖီလီရဲ့ဘွဲကိုတီဗီကနေစောင့်ကြည့်နေခဲ့ပါတယ်။အဲနောက်မှာတော့ပထမအချီကိုစတင်ထိုးတက်ကြပါတယ်။ပထမအချီမှာတော့ဖီလီဟာတိန်ကိုအသာစီးထိုးတက်နေပါတယ်။ တဲဟာဖီလီယာထိုးချက်တွေကိုကာကွယ်ကဖီလီကိုချုပ်ထားလိုက်ပါတယ်ဖီလီဟာတဲကိုပီအပီကတိုက်ခိုက်နေပါတယ်တဲဟာဖီလီရဲ့ထိုးချက်တွေကိုကာကွယ်ပေးမယ်ဖီလီထိုးတာကိုခံနေရပါတယ်တဲကဖီလီရဲ့လက်ဆောင်တဲတဲကိုထိုးချလိုက်ပါတယ်တဲကအားမရှိတော့ဘူးမလားငပြော်လေးလိုရန်စားလိုက်ပါတယ်အဲနောက်ဖီလီကိုညာလက်သီးတစ်ချက်ပြစ်သွင်းလိုက်ပါတယ် တင်းဟာဖီလစ်ကိုရန်စာကားပြောခဲ့ပါတယ်ဖီလစ်ရဲ့လက်ဆောင်ကိုတင်းဟာထိုးချလိုက်ပါတယ်ဖီလစ်လည်းတင်းကိုပြန်လည်တိုက်ခိုက်ပါတယ်တင်းဟာဖီလစ်ကိုချိုးတားလိုက်ကခြေထောက်ကိုဒူးနဲ့ထောက်ခံပြီးဝမ်ပိုင်းနဲ့မျက်ခွက်ကိုဆင်ထိုးပါတယ်ပေါင်းစင်မှာခြေထောက်ကံပြီးမရှိတာကြောင့်ဖီလစ်ဟာစောတကားတက်နေပြီမဲ့တင်းဟာမမြင်တာကြောင့်ဆက်ထိုးခိုင်းပါတယ်အဲနောက်တယောက်တစ်ချက်ထိုးနေခဲ့ကခေါလောင်တီးတဲ့အထိတင်းဟာဖီလစ်ကို ထိုးတက်နေပါတော့တယ်နိပြချူကဖီလစ်ကိုသူ့မင်းကိုရန်စနေတာမင်းတတိကထားဖို့လိုတယ် မင်းနဲ့သူနဲ့ကအကွာကြီးမင်းဆက်အေးအေးထားဖို့လိုတယ်လို့ပြောပြနေပါနဲ့တပတ်ကဒိန်းဟာဖီလစ်ကိုစောင့်ကြည့်နေကဖီလစ်ရဲ့အားနဲ့နေတဲ့လက်မောင်းကိုတတိထားမိသွားပါတယ်အဲနောက်ဒုတိယအကြီးကိုဆက်လက်ထိုးတတ်ကြပါတယ်စသချင်းဖီလစ်ဟာဒိန်းကိုစတင်တိုက်ဆင်စင်ပါတယ်ဒိန်းရဲ့ထိုးချက်တွေကိုလည်းဖီလစ်ခံနေရပါတယ်ဖီလစ်ဟာဒိန်းကိုဆက်လက်တိုက်စစ်စင်တဲ့အခါဒိန်းဟာဖီလစ်ကိုကာလိုက်ပြီးဖီလစ်ရဲ့လက်မောင်းရင်းကိုထိုးချလိုက်ကလက်သီးတွဲလုံးတွေနဲ့ဖီလစ်ကိုအဆက်မပြတ်ထိုးသွင်းနေပါတော့တယ် ဖီလစ်ဟာဒင်းကိုချုပ်ဖို့လုပ်ပြီးမယ်ဒင်းဟာတဒောင်နဲ့ဖီလစ်ကိုရိုက်ချလိုက်ပါတယ်ပေါင်းစင်မှာတဒောင်နဲ့တိုခင်မရှိတာကြောင့်တန်ဟာပွဲကိုခဏရနာလိုက်ပြီးပြမှုလုပ်တဲ့ဒင်းကိုအမှန်နမှတ်ပြခဲ့ပါတယ်ဒင်းကဖီလစ်ကိုထိုးနိုင်သေးရဲ့လားလို့မေးတော့ဖီလစ်ကရသေးပါတယ်လို့ပြောတာကြောင့်ဆက်လက်ရှင်ပြန်ကြပါတယ်ဆက်လက်ရှင်ပြန်ကြတဲ့အခါဖီလစ်ကတစ်ချက်ဒင်းကတစ်ချက်နဲ့ရေကုန်ရေကန်ထိုးတက်နေပါတော့တယ်ဖီလစ်တို့ကြောင့်ဒိတ်တရောင်အန်ကတ်တွေတောင်မဖြုတ်နိုင်တော့တဲ့အထိနာကျင်နေရပါတယ် ဒါပေမဲ့လည်းသူဟာဆဲမလျှော့သေးပဲအတင်းထားသေးပဲဖြစ်ပါတယ်။ခရီးကဖီလစ်ကိုထိုးနိုင်သေးရဲ့လားလို့လာမေးပါတယ်။ဖီလစ်ကလည်းထိုးနိုင်သေးကြောင်းပြောတော့ခရီးကအကောင်းဆုံးကြိုးစားပါလို့အားပေးခဲ့ပါတယ်။ဘိန်းကလည်းသူ့ပြိုင်မဲ့ဖီလစ်ကိုအဆက်မပြတ်စောင့်ကြည့်နေပါတယ်။အဲနောက်တတိယအချီကိုစတင်ပါတယ်။ပွဲဆက်ဆက်ချင်းမှာပဲဒိန်းဟာဖီလစ်ကိုထိုးသိမ်းတိုက်စစ်ဆင်ပါတယ်။ဖီလစ်ဟာပြန်ချဖို့တောင်မနိုင်တော့ပဲဒိန်းရဲ့ထိုးချက်တွေကိုပဲခံနေရပါတယ်။ပွဲဟာလည်းတော်တော်ရုပ်ဆိုးလာခဲ့တာကြောင့်ဗီယန်ကဟာသူ့သမီးလေးကိုခေါ်ကထွက်သွားပါတော့တယ်။ ဆက်လက်ထိုးသက်ကြတဲ့အချိန်မှာလည်းဖိလစ်ဟာဒိန်းရဲ့ထိုးချက်တွေကိုပဲရင်ဆိုင်နေရပါတယ်။ဖိလစ်ပြန်ထိုးဖို့လုပ်လိုက်တဲ့အချိန်ဒိန်းဟာရှောင်းလိုက်ပြီးဖိလစ်ကိုနော့ကောက်ထိုးချလိုက်ပါတော့တယ်။ခရီးယာတော်တော်ကိုအံ့ဩသွားခဲ့ပါတယ်။ဖိလစ်တယောက်ကတော့ဒန်ယာဘလက်ဘွားနဲ့မိမျိုးသွားပါတော့တယ်။ခရီးယာသူမမျှော်လင့်ထားတဲ့အခြေအနေကြောင့်တော်တော်ကိုရှော့ရသွားခဲ့ပါတယ်။ဒိန်းဟာချန်ပီယံကပတ်ကိုရရှိသွားခဲ့ပြီးခရီးယာသူ့တငယ်ချင်းအတွက်ဝမ်းသာပေးရမလို့ဖိလစ်အတွက်ဝမ်းနည်းပေးရမလို့ဖြစ်သွားခဲ့ပါတယ်။ ီလစ်ကိုစေယုံပို့ဆောင်ပေးလိုက်ရပါတယ်ခရီးကဒီကိစ္စကိုငါကောင်းဆုံးဖြစ်ရှင်းပါမယ်လို့ချူကိုပြောပေးမယ်ချူကမင်းကိုအစားကလေးကပြောခဲ့တာပဲအခုမှဖြစ်ရှင်းလို့မရတော့ဘူးမင်းသာလက်ဝဲယုံနဲ့ဝေးဝေးနေတော့လို့ပြောလိုက်ပါတယ်အဲနောက်မှာတော့ခရီးဟာကောင်းမောင်းပြန်လာခဲ့ကသူ့အမေက သူ့ဘိုလာတွေ့ဖို့မဆေးပို့တာကြောင့်သူဟာသူ့အမေစီကိုတွားရောက်ခဲ့ပါတယ်သူ့အမေကဖီလစ်အစဉ်ပြေရလာမေးတော့ခရီးကသူ့ချီနေကောင်းပါတယ်လို့ပြောပါတယ် ူ့အမေကဒိန်းထောင်ထဲရောက်တော့ကခရီးစီကိုပို့ထားတဲ့စာတွေကိုခရီးကိုထုတ်ပြလိုက်ပါတယ် တိမ်ပိုးတဲ့စာတွေကို သူ့အမေဟာတင်ထားခဲ့တာကြောင့်ခရီးဟာသူ့အမေကိုစိတ်ဆိုးပါတော့တယ်ခရီးကတိမ်ဟာသူ့ကိုငငယ်လေးကတည်းကစောင်းရှောက်လာတာဖြစ်ကြောင်းအခုအမေဒီလိုလှုပ်လိုက်တော့သူကျွန်တော်ကိုအထင်လွဲစေတာပေါ့လို့ပြောတော့သူ့အမေကငါမင်းကိုလူဆိုးတယောက်မဖြစ်စေချင်ဘူးမင်းကလက်သီးထိုးချက်ပြင်းတယ်ဒါပေမဲ့အပြင်လောကမှာတော့လက်သီးထိုးပြီးဖြစ်ရှင်လို့မရတဲ့ကိစ္စတွေအများကြီးရှိတယ်ဆိုပြီးပြောတော့ခရီးကတိမ်ကကျွန်တော်ရဲ့မိသားစုပါလို့ပြောတော့သူ့အမေကအခုရောဖြစ်သေးရဲ့လားဆိုပြီးသူ့ကိုဓာတ်ပုံတစ်ခုထုတ်ပြလာပါတယ် တယ်ပုံထဲမှာတော့ပေတာကိုတန်ရန်ရအောင်လုပ်ခဲ့တယ်လူးဝစ်ကာမီနိုနဲ့ဒိန်းတို့တွေ့ရိုက်ထားတဲ့ပုံပါပုံရဆိုရင်တော့ဒိန်းဟာသူ့အောင်မြင်မှုအတွက်ခရီးကိုအသုံးချခဲ့တာပဲဖြစ်ပါတယ်အဲနောက်မှာတော့ခရီးဟာဒိန်းစီကိုတွားရောက်ခဲ့ပါတယ် တရင်နေမိတဲ့ဝင်လာတဲ့အခါတရင်အဆောင်ကခရီးကိုတားတာကြောင့်ခရီးကလက်သီးတစ်ချက်ကျွေးလိုက်ပါတယ်။အဲနောက်တရင်လူဟာခရီးကိုတနက်နဲ့ချိန်လာကြောင့်တရင်ကသူ့တငယ်ချင်းမှဆိုပြီးအဆောင်ကြီးကတနက်ကိုယူလိုက်ပါတယ်။ခရီးကတရင်ကိုကုနာကတပ်ပုံပြလိုက်ပြီးမင်းပါလို့ငါ့ကိုလဲစားခဲ့တာလဲလို့မေးလိုက်ပါတယ်။ ခရီးကမင်းတောင်းဆိုတယ်လို့မင်းကိုငါပွဲတိုးဝင်ပေးခဲ့တယ်မင်းထောင်ကားထွက်လာတော့မင်းကိုငါကူညီပေးခဲ့တယ်မင်းကကိုစော်ကားတာလားလို့မေးတော့တင်းကမင်းကူညီခဲ့တာလားလို့ပြောကမင်းကငါလက်ဝဲအိတ်တွေကိုတဲပေးရတဲ့ကောင်းတတာပါပဲလို့ပြောပါတယ်တင်းကခရီးကို မင်းကငါအောင်မြင်မှုတွေကိုလူယူခဲ့တဲ့ကောင်းအမှန်တကယ်ငါချန်ပီယံဖြစ်နေသင့်တာဆိုပြီးခရီးကိုပြောလိုက်ပါတယ်တင်းကငါခုချန်ပီယံဖြစ်နေပြီမင်းကူညီကိုမလိုတော့ဘူးဆိုပြီးခရီးကိုပြောလိုက်တော့ခရီးကငါမျက်စိစစ်ပေါ်မလာနဲ့လို့တင်းကိုပြောကထွက်သွားပါတယ် တယ်။အဲ့ဒါကိုဒိန်းကခရီးကိုမင်းကအမြဲတမ်းပြဿနာကနေရှောင်ပြေးနေကြပဲမင်းကပြေးတာပဲကောင်းတယ်။ baby ခရီးလေးဆိုပြီးပြောလိုက်တော့ခရီးကဒေါသထွက်သွားခဲ့ပြီ။ဘာပြောလိုက်တာလဲလို့ဒိန်းကိုပြောကဒိန်းက9000ထဲမှာ20လောက်နေခဲ့ရတာမင်းကငါ့ကိုပြစ်ထားခဲ့ပြီးမင်းကငါ့နေရာကိုလူယူထားတဲ့ကောင်ဒါအဆပဲရှိသေးတယ်။မင်းမှရှိတဲ့အရာအလုံးကိုလူယူမှာဆိုပြီးခရီးကိုပြောလိုက်ပါတယ်။ခရီးကမင်းငါ့ကိုချင်းချောက်တာလားလို့မေးတော့ဒိန်းကခရီးကိုထိုးချလိုက်ပါတော့တယ်။ပြီးတော့ဒိန်းကခရီးကိုငါမင်းကိုဆွဲမထုတ်ဘူး ူးမင်းအကူအညီမရှိပဲတယောက်တည်းထားကြည့်ငါဘလို့ရုံးကန်ခဲ့ရလဲဆိုတာနားလဲအောင်လို့ဆိုပြီးပြောလိုက်ပါတယ်အဲနောက်ခရိယာဒင်းကိုစိုက်ကြည့်ပြီးနေရာကနေလဲထွက်သွားပါတော့တယ်အဲနောက်မှာတော့ခရိတယောက်စိတ်ညစ်ပြီးအရက်တွေပဲလှိမ့်တော့နေပါတော့တယ်သူမိမဘီယန်ကာကသူဖုံးဆက်တာဘာလို့မကင်တာလဲလို့ခရိကိုပြောပါတယ်ခရိကငါစိတ်ညစ်နေလို့တယောက်တည်းနေပြရစေလို့ပြောပါတယ်ဘီယန်ကာကစိတ်ညစ်စရာရှိရင်ငါကိုရင်ဖွေးလို့ရပါတယ်လို့ပြောပါတယ်ဒါပေမဲ့ခရိယာဘီယန်ကာကိုသူ့ငယ်ဘဝကိုမပြောပြချင်ပါဘူး ဘယန်ကာကနေဒီလိုဖြစ်နေတာလီယွန်ကြောင့်လားလို့ဆိုတော့ဂရီကနင်းကိုဘာလို့ပြောပြတာလဲလို့မေးပါတယ်ဘယန်ကာကတိမ်ပြောပြတဲ့အကြောင်းပြောတော့ဂရီက မင်းကိုငါရဲ့မကောင်းတဲ့အတဲ့အကြောင်းကိုမပြောပြချင်ဘူးလို့ဆိုကအယောက်သားစကားများကြပါတော့တယ်သူတို့စကားများနေကြတာကိုသူသမီးတွေ့သွားတာကြောင့်သူတို့စကားများတာကိုရက်တန်လိုက်ကသူမိမကရှင်ရဲ့ပြဿနာကိုအမြန်ဆုံးဖြေရှင်းပါရှင်ကိုဒီလိုပုံစံနဲ့သမီးလေးကိုမြင်မြင်စေချင်ဘူးလို့ပြောလိုက်ပါတယ်နောက်တစ်နေ့မှာတော့သူငငယ်တုန်းကရံပြစ်ခဲ့တဲ့စတိုးဆိုင်ကိုသွားရောက်ခဲ့ပါတယ်သူကငငယ်တုန်းကအဖြစ်ပြက်တွေကိုမြင်အောင်လာခဲ့ပါတယ် တန်ရခရီကိုထိုးနေတဲ့သူတွေကိုတန်းတန်းနဲ့ချင်းကချိန်ချောက်ခဲ့ပါတယ်။အဲနောက်မှာရဲတွေရောက်ရှိလာပြီးတန်းကိုဖမ်းဆီးတော့ခဲ့တာကိုမြင်ရောင်လာခဲ့ပါတယ်။အဲနောက်မှာတော့သူ့အမေကသူ့ကို ဖုံးဆက်လာက သူ့အမေကအမေလေထပ်ပြတ်နေတဲ့အမေစီကိုလာပါအောင်လို့ပုံဆက်တော့ခရီဟာသူ့အမေစီကိုတွားရောက်ခဲ့ပါတယ်။ဆရာဝန်ကဒီတစ်ခါအချိန်နေစိုးတယ်။နောက်ဆုံးချိန်လည်းဖြစ်သွားနိုင်တယ်လို့ပြောတော့ခရီတို့လည်းဝမ်းနေသွားကြပါတော့တယ်။အဲနောက်ခရီဟာသူ့အမေစီကိုတွားကအမေကိုအော်ခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်လို့ပြောတော့သူ့အမေက မင်းဖေကလက်ဝဲထိုးတာတအားတော်တာလက်သေးချက်လည်းအရန်ပြင်းနေမင်းလည်းမင်းဖေနဲ့အတူတူပဲတော်ကြတယ်ဒါပေမဲ့တချို့ကိစ္စတွေကလက်သေးနဲ့ဖြစ်ရှင်းလို့မရတဲ့အရာတွေရှိတယ်လို့ခရီးကိုပြောပြနေပါတယ်သူ့အမေကမင်းငယ်ငယ်ကအရန်သောတာကြီးတာအမြဲတမ်းရန်ဖြစ်နေခဲ့တယ်ငါမင်းကိုအရင်လိုဘဝမျိုးမဖြစ်စေချင်ပါဘူးလို့ပြောလိုက်ပါတယ် သူ့ရဲ့အမေဟာလူလောကကနေထာဝရအနာယူသွားခဲ့ပြီးနောက်တနေ့သူ့အမေရဲ့ဇာမနာကိုပို့ဆောင်ပေးပါတယ်။သူ့ဘဝရဲ့မဟာဒတိုင်းကြီးတစ်ခုပြိုလဲသွားတာကြောင့်ခရီးတဲ့ရောက်တော်တော်စိတ်တက်ကြနေပါတော့တယ်။အဲနောက်ခရီးဟာဘီယန်ကာကိုသူ့ငယ်ဘဝဖြစ်ရဲ့အကြောင်းပြောပြခဲ့ပါတယ်။ခရီးကငငယ်တုန်းကလီယွန်ဆိုတဲ့လူကငါ့ကို ရိုင်းနှိုင်းနှိပ်စက်ခဲ့တယ် ငါအရွယ်ရောက်ပြီးသူ့ကိုပြန်တွေ့တော့သူ့ကိုထိုးတက်ခဲ့တယ်အဲ့ဒါကိုဒိန်းကဝင်သားတော့ရဲတွေရောက်ရှိလာပြီးဒိန်းလက်ထဲမှာတနက်ကင်ကတော့သူထောင်ချခဲ့တာဆိုတော့ဘီယန်ကကသူတနက်ကင်လို့အပြစ်ရှိတာနှိမ့်ကြောက်ထောင်ချတာမဟုတ်ဘူးနှင်းမှာအပြစ်မရှိပါဘူးလို့ပြောပြပေးလိုက်ပါတယ်ဒိန်းကငါရဲ့အောင်မြင်မှုတွေကိုလူယူချင်နေတာလို့ဘီယန်ကကိုပြောလိုက်တော့ဘီယန်ကကနှင်းကအောင်မြင်မှုတွေနဲ့ထိုက်တန်ပါတယ်သူနှင်းအောင်မြင်မှုတွေကိုလူယူတာမခံပါနဲ့လို့ပြောလိုက်တော့ခရီးက ငါတို့ကိုဖြစ်ရှင်းနိုင်မှုနည်းတည်းပဲရှိတယ်လို့ပြောပါတယ်။အဲနောက်မှာတော့ခရိယာတင်းစာရှင်းလင်းပွဲတစ်ခုကိုကျင်းပလိုက်ပါတယ်။ခရိယာသူ့အနားယူသွားတော့မပြီးပြတ်သေးတဲ့ကိစ္စလေးတွေစီသေးလို့ပါလို့ပြောပါတယ်။တင်းနောက်ကခရိကိုမင်းငါကောလံကိုအနားယူနိုင်ပြီးတမိုင်းမှာအကောင်းဆုံးနေရာကိုရယူနိုင်ခဲ့တယ်။အခုမင်းငါအကောင်းဆုံးတယောက်မဟုတ်တော့ပါဘူးလို့တင်းကပြောနေပြီးမင်းဘလို့ဆက်လုပ်မလဲမေးပါတယ်။တင်းဟာခရိရဲ့ TV အစီအစဉ်ကိုစောင့်ကြည့်နေခဲ့ပါတယ်။အဲနောက်တင်းဟာခရိကိုဖုန်းကောက်ဆက်လိုက်ပြီး TV အစီအစဉ်ကလည်း ဖုန်းကိုလက်ခံပေးလိုက်ပါတယ်အဲနောက်ဒိန်းကခရီးကိုမင်းတို့ငါတရှူးယူပေးရမလားမင်းငိုနေတာလားလို့ပြောတော့ခရီးကဒိန်းဒီလိုမပြောပါနဲ့ဒီနေရာနဲ့မတင်တော့ပါဘူးလို့ပြောတော့ဒိန်းကမင်းမဆက်ဘူးလားခရီးမင်းဖေဖို့လို့အစားငါရှက်တယ်လို့ပြောတော့ခရီးကအေးဟုတ်ပြီမင်းကငါ heavy weight ကပတ်အတွက်ငါစိန်ခေါ်ထိုးတတ်မယ်လို့ပြောလိုက်ပါတယ်ခရီးနဲ့ဒိန်းတို့ဟာရှင်ပြိုင်ထိုးတတ်ကြတော့မှာပဲဖြစ်ပါတယ်ခရီးဟာနောက်တနေ့မှာတော့လက်ဝေးလေ့ကျင့်ဖို့အတွက်လက်ဝေးယုံကိုတွားရောက်ခဲ့ပါတယ် တငယ်ချင်းနှစ်ယောက်ကြာကံဆိုင်မှုဘယ်လောက်ပြင်းထန်သွားမလဲဆိုတာကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။သူနီးပြချူကမင်းစရုဒ္ဓလက်ချောင်းနဲ့ပြစမလက်ချောင်းကအထားတယ်။မျက်ခုံးညိုးချိုးထားတယ်၊ကြောက်ကလည်းပေါက်ထားတယ်၊ပခုံးလည်းမကောင်းတော့ဘူးလို့ပြောပါတယ်။သူကအရင်ကပွဲများစွာထိုးသက်ထားတာကြောင့်သူခန္ဓာကိုယ်ကအကြဘက်ကိုရောက်နေခဲ့ပါပြီ။နီးပြကဒါတွေကိုဒိန်းလည်းတတိထားမိပါပဲ။မင်းကိုနိုင်ဖို့သူပါမဆိုလို့မှဒါကြောင့်မင်းပြင်ဆင်ထားဖို့လိုတယ်။ မင်းရဲ့အားနည်းချက်တွေကိုအားသာချက်ဖြစ်အောင်ကြိုးစားမှရမယ်လို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့ကုရိယာလက်ချင်ကြီးတွေကိုအပြင်းအထန်လှုပ်ဆောင်ရပါတယ်။လက်ဝိလောကကနေအနားယူတာ၃နှစ်တောင်ကြာပြီ ဖြစ်တာကြောင့်ကုရိယာလက်ချင်မှုတွေကိုအသားကျအောင်မနဲ့ကြိုးစားနေရပါတယ်။တစ်ဖက်မှာလည်းကုရိနဲ့အပြိုင်ဒိန်းဟာလည်းအပြင်းအထန်လက်ချင်နေခဲ့ပါတယ်။ကုရိရဲ့လက်ရည်တွေဟာတော်တော်ကိုကြာစင်းနေခဲ့ပါပြီ။ပေတာဟာကုရိနဲ့အတူလက်ချင်ထိုးသက်ဖို့ရောက်ရှိလာပါတယ်။ ခရီးရဲ့လက်ယူတွေဟာအရင်ကလိုမဟုတ်တော့ပါဘူးပေတာရဲ့ထိုးချက်တွေကိုပဲခရီးဟာလိတ်ခံနေရပါတယ်တိမ်ဘက်မှာတော့သူ့ကိုရှင်နိုင်တဲ့ထိုးဘက်မရှိတော့တဲ့အတွက်စိတ်တူနေခဲ့ပါတယ်ပေတာရဲ့လက်သေးချက်တွေကိုခရီးဟာတုံ့ပြန်နိုင်စွမ်းမရှိတော့ပဲပေတာထိုးတာပဲခံနေရပါတယ်ပေတာကငါတို့ခဏလောက်နားကြရအောင်လို့ပြောတော့ခရီးကငါရပါသေးတယ်ဘာလို့နားရမှာလဲလို့ပြောပါတယ်ပေတာလည်းခရီးကိုပြောမနိုင်တဲ့အတွက်လက်သေးတလုံးထိုးထည့်လိုက်ပါတယ်ခရီးကလဲချသွားခဲ့ပါတယ်သူဟာစိတ်သက်တော်တော်ကြာနေခဲ့ပြီး အရင်ကပြဿနာကထွက်ပြေးနေတဲ့သူ့ကိုယ်သူမြင်အောင်လာပါတယ်။သူကအလွန်ကိုခံပြင်းနေခဲ့ပြီးသူ့အရင်တုန်းကစူးစမ်းထိုးသတ်ခဲ့မှုတဲ့ပုံရိပ်တွေကို ပြန်မြင်အောင်လာကလေ့ကျင့်ဖို့စိတ်ဓာတ်တစ်ဖန်တွေ့ကြသွားခဲ့ပါတယ်။အဲနောက်ခရီးယာအကောင်းယုံပြီးပြန်ထလာခဲ့ပါတယ်။သူကပီတာကိုမင်းပဲသွားမလို့လဲငါခုမှစတာလို့ပြောလိုက်ပါတယ်။ ခရိယာလေ့ကျင့်မှုတွေကိုအာရုံစိုက်နိုင်ခဲ့ပါပြီ။တိုင်းဟာလည်းစူးစမ်းလေ့ကျင့်နေပါတယ်။ခရိယာလေ့ကျင့်မှုတွေကိုမနာတမ်းလှုံ့ဆော်ပါတယ်။သူကအရင်လိုမဟုတ်တော့ပဲစိတ်ကိုတနည်းအားဖြင့်မှပဲအာရုံစိုက်နိုင်ခဲ့ပါပြီ။တိုင်းဟာလည်းခရိကိုရင်ဆိုင်မှုမနာတမ်းလေ့ကျင့်ထိုးသက်နေပါတယ်။ခရိရဲ့လက်ရည်ဟာတိုင်းကိုရှင်ပြိုင်ထိုးသက်ဖို့အစဉ်သင့်ဖြစ်နေခဲ့ပါပြီ။သူ့ရဲ့ခန္ဓာကိုယ်ချက်ခိုင်မှုကအကောင်းဆုံးအနေအထားကိုရောက်ရှိလာခဲ့ပါပြီ။ခရီးနဲ့ဒိန်းတို့နှစ်ယောက်ရဲ့ပွဲဟာဘယ်လိုမျိုးအဆုံးသက်သွားမလဲဆိုတာတော့စိတ်ဝင်စားပွဲစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ထိုးဘက်နေကိုရောက်ရှိလာခဲ့ပါပြီ။ဒိန်ကိုရှင်ပြန်ထိုးတက်ဖို့အတွက်ခရီးယာကျိုးဝိုင်းနေကိုဝင်ရောက်လာခဲ့ပါတယ်။သူဟာဒိန်ကိုရင်ဆိုင်ထိုးတက်ဖို့ခွန်အားလေးပြဝနေခဲ့ပါတယ်။အဲနောက်မှာတော့ဒိန်ဟာချန်ပီယံကပတ်ကိုကင်ဆောင်ကကျိုးဝိုင်းနေကိုဝင်ရောက်လာခဲ့ပါတယ်။သူ့ရဲ့အမူအရာဟာအရင်လိုပဲရန်လိုနေတဲ့အမူအရာပေါက်နေခဲ့ပါတယ်။အဲနောက်ပထမအချီကိုစတင်ထိုးတက်ကြပါတယ်။အစာပိုင်းမှာပဲဒိန်းဟာခရီးရဲ့လက်ကိုတိုက်ခိုက်လိုက်ပါတယ်။ခရီးနဲ့ဒိန်းတို့ဟာလက်ရည်ချင်းမျှနေခဲ့ကခရီးကတစ်ချက်ဒိန်းကတစ်ချက်ထိုးတက်နေပါတယ်။ ခရိယာတင်းရထိုးချက်တွေကိုကာကွယ်နေပြီးနောက်ဂိန်းကိုလက်တီတလုံးကျွေးလိုက်ပါတယ်။အဲနောက်အချီပြီးဆုံးသွားခဲ့ပြီးဒိန်းကကောင်းပြီးတမင်းနဲ့နေရင်ပြန်တွေ့ကြတာပေါ့လို့ပြောလိုက်ပါတယ်။သူနီးပြကခရိကို မင်းကောင်းတယ်ဒီလိုပဲဆက်ဖိအားပေးတာသူမောလာလိမ့်မယ်။ မင်းကိုသူညစ်ပတ်လိုက်မယ်။မင်းကသူ့အမားကိုဆောင်ပြီးထားထိုးလို့ပြောနေပါနဲ့။အဲနောက်ဒုတိယကြီးကိုစတင်လိုက်ပါတယ်။ခရီးဟာတင်းကိုတောက်လက်သည့်တစ်ချက်ကျွေးလိုက်ပါတယ်။တင်းဟာခရီးကိုတိုက်စစ်စင်တော့လဲ။ခရီးဟာကာကွယ်နေနိုင်စေဖြစ်ပါတယ်။ကာကွယ်ရင်တင်းကိုလက်သည့်တစ်လုံးကျွေးလိုက်ပါတယ်။အဲနောက်တင်းဟာခရီးကိုတံပြန်လိုက်စစ်စင်ပါတယ်။တင်းဟာတိုက်စစ်စင်နေကခရီးကချိုးလိုက်တဲ့အချိန်တင်းဟာခရီးလက်မောင်းကိုထိုးကအရှိုက်ကိုထိုးထည့်လိုက်ပါတယ်။အဲနောက်ကျိုးဝိုင်းတော့မှလက်သည့်ချက်တွေကိုကာကွယ်နေရင်တင်းကိုလက်သည့်တစ်လုံးကျွေးလိုက်ပါတယ်။အဲနောက်သူတို့ဟာအပြန် န်လန်ထိုးတတ်နေကြရင်ခရီးရဲ့ထိုးချက်တွေကိုတိတ်တိတ်ရောက်ခံနေရပါတယ် ဆက်လက်ရှင်မြိုင်တဲ့အခါဒိုင်းရထိုးချက်တွေကိုခရီးတယောက်ကာကွယ်ရင်သူချကိုချနဲ့အချီလဲပြီးဆုံးသွားပါတော့တယ်ခရီးရတဲ့ကိုသူငယ်ငယ်တုန်းကပုံကိုပြန်မြင်အောင်လာခဲ့ပြီးဒိုင်းဟာလည်းခရီးရဲ့ငယ်ပုံရိပ်တွေကိုပြန်မြင်အောင်လာခဲ့ပါတယ်တငယ်ချင်းတွေဟာတန်ရောစင်မခုံကြသေးပဲမာနတွေကြောင့်သာရှင်ပြိုင်နေကြတာပဲဖြစ်ပါတယ်အဲနောက်ဆက်လက်ရှင်မြိုင်ထိုးတတ်ကြပါတယ်ခရီးနဲ့ဒိန်းတို့ဟာသူတစ်ချက်ကိုတစ်ချက်ထိုးတက်နေကြပါနဲ့။အင်းဟာတိုက်စစ်စင်တဲ့အခါရှောင်းတင်းပြီးခရီးဟာတိုင်ပြန်ထိုးတက်နေပါတယ်။ အဲနောက်လုံးတွေးနေရကဒိန်ကိုတိုင်ကိုပြစ်ကတ်လိုက်ပြီးဒိန်ကိုအစမပြတ်ထိုးတတ်နေပါတော့တယ်ဒိန်ကတော့တော်တော်အထိနာနေပါပြီခရီးဟာဒိန်ကိုပင့်လက်သည်တစ်ချက်ကျွေးလိုက်ပါတယ်ဆက်လက်ရှင်ပြန်ကြတဲ့အခါသူတစ်ချက်ကိုတစ်ချက်ထိုးတတ်နေပါတော့တယ်သူတို့အခြေချင်းထိုးကွက်တွေကိုသိနေတာကြောင့်လက်ကျင်ချင်းမျှနေခဲ့ပါတယ်နှစ်ယောက်လုံးဟာဇွဲမလျှော့ကြသေးပါဘူးအာမန်ပြည်နဲ့တိုက်ပွဲဝင်နေကြသေးပါဆက်လက်ရှင်ပြန်ကြတဲ့အခါတယောက်တစ်ချက်စီနဲ့လက်ရည်ညီစွာထိုးတတ်နေကြပါတော့တယ် တဲ့နေ့ရောက်လဲတော်တော်အထိနာနေပါပြီနီးပြကခရီးကိုမဲလဝိတ်ထိုးနေတာနော်မင်းရဲ့ကြောက်စိတ်တွေအာနာစိတ်တွေကိုလွှတ်ချထားလိုက်ခရီးဆိုတာဘာကောင်းလဲဆိုတာပြလိုက်လို့ပြောလိုက်ပါတယ်အဲနောက်နောက်အချီကိုဆက်လက်ထိုးတတ်ပါတယ်နှစ်ယောက်လုံးဟာလက်ရည်မျှနေတာကြောင့်ဒုတိယပုတိချံထိုးတတ်နေပါတော့တယ်ခရီးဟာဒိန်းကိုပီအားပေးတိုက်စစ်စင်ပြီးထိုးတတ်တဲ့အခါဒိန်းဟာခရီးရဲ့လက်ကိုချုပ်လိုက်ပြီးခရီးကိုကြိုးတောင်းကိုကတ်လိုက်ကဒင်းဟာခရီးကိုအဆက်မပြတ်ထိုးပါတယ်ခရီးဟာလည်းတံပြန်ထိုးတတ်နေပါတယ် အဲနောက်ဒိန်းဟာခရီးကိုလက်ရောင်ပြလိုက်ပြီးခရီးကထိုးလိုက်တဲ့အချိန်ကြောနဲ့ကားလိုက်ကခရီးရဲ့အရှိုက်တက်တဲ့ကိုထိုးချလိုက်ပါတော့တယ်ခရီးဟာဒူးတောက်ကျသွားပါတော့တယ်ဒိုင်နိုကြီးဟာခရီးကိုအမတ်စင်ရေပါတယ်ဒိန်းရဲ့ထိုးချက်ကြောင့်ခရီးဟာတော်တော်အထိနာနေပါတယ်အဲနောက်မှာတော့သူဟာတေချာအာယုံစူးစိုက်လိုက်ပြီးအာကုံတုံးကကုံယုံပြီးပြန်ထလာပါတော့တယ်ဒိုင်ကသူ့ကိုအဆင်ပြေလားလို့မေးတဲ့အခါသူကအဆင်ပြေပါတယ်ဆိုတာကြောင့်ဆက်လက်ဆင်ပြန်ကြပါတယ်ဆက်လက်ထိုးတတ်တဲ့အခါဒိန်းဟာတွဲလုံးတွေနဲ့တိုက်စစ်ဆင်ပါတယ် ခရိယာလည်းဒိန်ရဲ့ထိုးချက်တွေကိုကာကဒိန်ကိုထိုးတတ်ပါတယ်ဒိန်ကတလဲထိုးလိုက်ခရိကတလဲထိုးလိုက်နဲ့နှစ်ယောက်သားလုံထွေးနေကြပါတယ်အဲနောက်လူပြန်ခွဲလိုက်ပြီးခရိယာဒိန်ကို တွဲလုံးနေနဲ့အဆက်မပြတ်ထိုးသွင်းနေပါတယ်နောက်ဆုံးအချီဖြစ်တာကြောင့်ခရိယာအာဂုံတော့ကဧကုံရေခံထိုးတတ်နေပါတယ် တိန်ရာခရိယထူးချက်တွေကိုကာကွယ်နေရပြီးတိန်မျက်နှာပွင့်လာတဲ့အခါခရိယာမျက်နှာတဲ့တဲ့ကိုထိုးထည့်လိုက်ပါတော့တယ်တိန်ဟာအနောက်ကိုရိုင်းသွားပြီးကြံကန်လာတဲ့အခါခရိယာနောက်တစ်ချက်ထိုးထည့်လိုက်ပါတော့တယ်တိန်ဟာမှောက်ကျသွားခဲ့ပြီးမိမျောသွားတာကြောင့်တိုင်ဟာပွဲကိုရန်နာလိုက်ကခရိအနိုင်ရရှိသွားပါတော့တယ်သူဟာအောင်မြင်မှုနဲ့ထိုက်တန်တယ်ဆိုတာကိုတတ်သိပြနိုင်ခဲ့ပါပြီဘီယန်ကာတို့တာအမိလည်းပျော်ရွှင်နေကြပါတယ်သူဟာချန်ပီယံကပတ်ကိုတကြောပြန်သိမ်းပိုင်နိုင်ခဲ့ပါတယ်ခရိယာသူ့တငယ်ချင်းတိန်ကိုကြည်နေခဲ့ပါတယ်တိန်တယောက်သူ့အရှုံးကိုလက်ခံလိုက်ရပါပြီခရိ ီးဟာသူ့အောင်မြင်မှုအတွက်တော်တော်ကိုကျေနပ်နေခဲ့ပါတယ် ပွဲပြီးတဲ့အချိန်မှာတော့ခရီးယာဒိန်းကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်ဒိန်းကငါမသိပဲအကွက်ဒီခိုးတင်လာတာပေါ့လို့ပြောလိုက်ပါတယ်မင်းထောင်ထဲရောက်နေစဉ်အတွင်းမင်းကိုငါလာမတွေ့ခဲ့တဲ့အတွက်ငါတောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်ဒိန်းကခရီးကိုအဲတော့ကမင်းကငယ်သေးတယ်လေမင်းအပြစ်မဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်ခရီးကမင်းအပြစ်လည်းမဟုတ်ပါဘူးကွာလို့ပြန်ပြောလိုက်ပါတယ်အဲနောက်တန်ငယ်ချင်းနှစ်ယောက်လည်းလက်ချင်းရိုက်ကနှုတ်ဆက်လိုက်ပါတယ်သူတို့နှစ်ယောက်ဟာပြန်လည်တင့်မြတ်သွားကြပါပြီခရီးကမိသားစုနဲ့ဘဝကိုပျော်ရွှင်စွာပြန်တမ်းရင်ဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်